ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Ghost Star Channel ကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုတစ်ခါတင်ဆက်ပေးမယ့်ဇလံကောင်းလေးကစာရေးသူနွေနွေအေဂျင်ရေးသားထားတဲ့မိုးရီဖြိုတဲ့တတိုင်းဆိုတဲ့ဇလံကောင်းလေးရဲ့အစအဆုံးကိုတင်ဆက်ပေးသွားမှာပါ။ဇလံလေးကိုမတင်ဆက်ခင်မှာကျမတို့ရဲ့ Channel လေးကိုလိုက်ရန် Subscribe လေးလုပ်ပေးသွားခဲ့ကြပါဦးနော်။မိုးတပွဲဝဲရွာနေတဲ့စွန်လာရဲ့ကျောင်းဖွင့်ရာသီအစလေးမိသေးအဖို့တော့လွမ်းစရာအတိဖြစ်လို့နေပါတယ် မိသေးရလဲစေတန်းဖြည့်ထားပြီးပြီမို့လို့အောင်စင်းရလက်ကိုလည်းရင်ခုန်စွာနဲ့စောင့်မြုံနေရင်ကမိသေးရဲ့ငယ်စရာမဖြစ်သူဒေါ်ဝါဆိုဝင်းကိုလည်းလွမ်းမိရပါသေးတယ်။မနေ့ကဒီလိုအချိန်မျိုးမှာဆရာမလည်းသူချစ်တဲ့တပည့်တွေနဲ့သူချစ်တဲ့စာသင်ကန်းကိုလည်းခွဲခွာသွားခဲ့ရတယ်။ဒီကိစ္စကိုပြန်ပြီးတော့တွေးတိုင်းမှာလည်းမိသေးရဲ့မျိုးဝအိမ်ကနေရီရွေးလာမိတယ်။ဆရာမရဲ့မိသေးညီခိုးအိမ်နေပြန်ပြီလား ညီဒီနေ့စေတန်းဆိုတော့လေနည်းနည်းပါပါလေးအမတ်ရပါဦးနော်မအိပ်ပါဘူးဆရာမလေးဟိမျိုးလုံးလေးခဏလေးအနာပေးတာပါဟဲဟဲဆက်ပြဲပြဲလုံမနေနဲ့နေနှစ်ချင်းပေါင်းအောင်မဖြစ်ပါနော်နေ့ရင်မိပါလေဖေနဲ့ကိုရှွန်တပိတ်တာလာအဝင်ခံပြီးတော့နေ့ကိုကြောင်းထားပေးထားတာအရကမဖြစ်စေနဲ့မဟုတ်ရင်နေပါရှွန်တော်တွေပါမထွက်ရပဲနေလိမ့်မယ်ဆရာမဝါစုံဝင်းရလေအနေတီးတယ်လို့အပြောလဲနာစရာကောင်းလာပါတယ် တကယ်တော့လေဒါရီယာသူ့ရဲ့စိတ်နာပါသူ့ရဲ့တပည့်တွေအကုန်လုံးလည်းပညာတတ်စေခြင်းနဲ့သူမစီကိုလာနေသည်များကလေးတွေအများစုပါလေလေသမားသားသမီးတွေများတယ်မွန်ပြည်နယ်ဆိုတာရှုမျော်မဆုံးနဲ့လေကွင်းနေ အပြင်းနဲ့နေရာတစ်ခုပဲမဟုတ်လားတချို့ကြောက်လေလေပိုင်းရပိုင်းရှိပေမဲ့တချို့ကြောက်လေသူများတွေနေမှာအခါစားကောက်ဆိုင်ပြုံးနှုတ်ရလိမ့်တယ်မိသေးရဲ့မိဘတွေကလည်းသူများရဲ့လေမှာအခချင်းငွေယူလို့ရတဲ့ လက်လုံလက်စားသမားတွေစင်ရဲ့ပင်မစွာနဲ့အလုံးလုံးပြီးတော့တူရီတော်တမီလေးမိသေးကိုကြောင်းထားပေးခဲ့ဒီမှာလေဒီနေ့ဆိုရင်တော့ဆယ်တန်းတော်မှရောက်နေပြီမိသေးတို့အိမ်ကဟိုအောက်ဘက်ရွာလေးမှာမှုလို့လေကျောင်းနဲ့အတော်လေးကိုမှဝေးလာတာကြောင့်မြို့ပေါ်မှာရှိတဲ့ဆ iam မဝါဆိုအိမ်မှာပဲထားခဲ့တာမိသေးလေးတန်းလောက်ကလေးရပဲဆ iam မဝါဆိုရဲ့အမေတော်စောင်းနဲ့မိသေးရဲ့မိဘတွေရလေတီချွန်လေးသူတွေမှုလို့စကားဆက်မိကြပြီဆိုရင် မိသေးကိုလည်းဆ iam မအိမ်မှာထားခဲ့ကြရင်ပဲဖြစ်တယ်။ဆ iam မဝါဆိုကအသက်30ကျော်အပြူကြီးဖြစ်ပြီးတော့ဝင်းဝါဆိုပြတဲ့အသားရည်နဲ့ကြက်တီရှိစွာလှပနေတဲ့သူဖြစ်တယ်။တင်တောင်းတဲ့သူတွေရှိပေမဲ့သူမချစ်တဲ့ဆ iam မအဖြစ်ကိုသာ ဖတ်တွေထားခဲ့တယ်။သူမရဲ့အိမ်မှာနှစ်အတော်ကြာနေလာခဲ့တဲ့မိသေးကိုလည်းတမီအရင်တပွဲချစ်ခင်တာမို့လို့အစစအရာရာလဲဂယူဆိုင်ကျင်နာပေးခဲ့တယ်။မိသေးရလည်းလိမ္မာတယ်လို့ဆ iam မဝါဆိုရဲ့အရေးအကဲကိုလည်းသိတယ်။ ်ဆီယမဝါဆိုရလဲပညာရေးနဲ့ပတ်သက်လာပြီးဆိုရင်ပေါ်ရော့စွာနဲ့နေတာကိုမကြိုက်တဲ့သူမို့လို့အမြဲလိုလိုလဲနောင်လို့ပြောလိုက် ချော်ပြီးခြောက်လိုက်နေပြီတပည့်တွေကိုလည်းစေနာထားခဲ့လေတယ်ဆီယမဝါဆိုဟာငွေကြေးမတတ်နိုင်တဲ့ကလေးတွေကိုခေါ်ယူပြီးတော့ကျောင်းပြင်မှာကျူရှင်ဥပါအခမ်းအနဲတင် जा ပေးခဲ့တယ်ဒါရီအတွက်ကလေးရဲ့မိဘတွေရလေခြံအတွက်သီးနှံပန်းမန်တွေနဲ့ကျေးဇူးတုံ့ပြန်မှုတွေကိုလည်းအားတုံအားတာနဲ့ညီမရရင်တော့ယူတတ်မြဲပါ ဆီယမဝါဆိုအရာကလေးတွေရအမြဲလိုလိုအစဉ်ကောင်းတော်မို့လို့လေလိုသူတွေရောမလိုသူတွေရော ရှိခဲ့နေတယ်ဒါရီကို तू မဂယူးမဆိုင်ပါဘူး तू မဂယူးဆိုင်တာ तू မရဲ့လက်ထရာကလေးလေးတွေပညာတတ်ဖြစ်ကြစေဖို့ဒါအလည်း तू မရဲ့ရည်ရွယ်ချက် तू မရဲ့စေတနာအိနီယာမိုးရီတဲ့ကြီးမဲကြီးနဲ့ရွာနေခဲ့တယ်မိသေးចောင်းစိအင်ကြီးနဲ့ထမိန်ကိုလေပလတ်စတစ်အိနဲ့တေချာထုတ်လိုက်ပြီးတော့လွယ်ရည်တဲကိုထဲကနေအိအဝိအစားနဲ့ထွက်လာခဲ့တယ် မိုးတအားကြီးနေတမီးရဲ့မိုးနေနေဆဲသွားမှာပဲသွားကြဖို့ကွယ်ဒေါ်စာဦးကလည်းစိုးရိမ်ကြီးစွာနဲ့တတိပေးလာခဲ့ပေမဲ့မဖြစ်ဘူးမိမိရဲ့တမီးတငယ်ချင်းနေမကောင်းလို့သူ့ဝင်ရောခဏဝင်ကြည့်အောင်မှာနေဆိုရင်ကြောင်းနောက်ကြလိမ့်မယ်မိသည်ရဆယ်တန်းတစ်ချိန်လွင်တစ်ချိန်စာနဲ့နာမှာဟဲဖနှက်ပြတ်သွားပြီဆရာမသွားကန်နေဖနှက်ပြိန်နမိတ်မကောင်းဘူးတဲ့ဆရာမရဲ့မိသည်ရလည်းစိုးရိမ်နေလေးတန်နေပြောတော့ဒေါ်ဝါဆိုကလည်းမိကာနဲ့ အမလီငပြေးမဖနှက်ပြန်ငါဝယ်ပေးပါမယ်ဟိုလိုဒီလိုရှောက်ပြောမနေနဲ့တက်စိုက်ခဲ့ပုံဆရာမတငယ်ချင်းအိမ်ကိုဝင်းစားရှိသေးလို့တရားကြီးနားမှာချထားပေးခဲ့မယ်လမ်းလျှောက်သွားနေကြလာမောင်ရင်တမီចောင်းတော့ကြနေလိမ့်မယ်ဟုတ်ကဲ့ဆရာမဆရာမအိမ်နဲ့ចောင်းရှိရာလမ်းလျှောက်မယ်ဆိုရင်မိနစ်20ကြာပြီးတော့တရားကြီးနားနဲ့ဆက်လျှောက်မယ်ဆိုရင်ငါးမိနစ်သာရှောက်ရတော့မလို့မိသေးအတွက်တော့အခက်ခဲမဖြစ်ပေစိုက်ကင်းနေမို့လို့လေခဏကြာတော့ တရားကြီးနာကိုရောက်လာခဲ့တယ်။ချောင်းရည်ကြီးကိုဖျက်ရှောက်လာခဲ့တဲ့တရားအောင်မှာတော့ရေတို့ရလည်းအရင်အောင်ပြင်းစွာနဲ့စီးဆင်းနေတယ်။မိုးကြီးရွာတာမို့လို့လဲချောင်းရည်ရတရားစွန်းနဲ့ထီလူမတက်ဖြစ်နေ။ရေစည်းချက်နဲ့ချောင်းကိုကြည့်ပြီးတော့မိသေးစိတ်တွေလေးလံနေတယ်။မိုးကလည်းဖွယ်ဖွယ်လေးသာကြာနေတော့ပေမယ့်ရေစည်းတံကိုလည်းအတိုင်းသာကြားနေရတယ်။တက်သားတရားသားဆိုရင်ရေစည်းရအကုန်လုံးဆွဲချသွားနိုင်တယ်။ဆရာမနောက်နေ့မှပဲသွားကြည့်ပါလိုက်။ တမီးစိတ်ထဲမှာတမျိုးကြီးပဲပြီးတော့လမ်းအားလဲရှုံဖွက်တွေနဲ့နောက်နေအချိန်မရှိဘူးဆရာမမှာအတန်းချိန်တွေနဲ့ဒီနေ့ပဲမနက်ပိုင်းတစ်ချိန်လွတ်တာကျောင်းနောက်ကြတော့မေးသွားဆက်မှာဟဲ့ဒီလမ်းတွေငါသွားနေကြပါဆရာမဂယူဆိုင်နော်မေးတဲ့နောက်ကျောင်းမအေးစွာနဲ့ပြန်ပြောတော့အော်ကဲငါသွားတယ်မှာကြညာပဲသွားဆရာရှိရတာသွားတကယ်လေးမှာပဲဆရာမလည်းစိတ်မရှိစွာနဲ့ပြောရင်တရာကြီးအောက်ဘက်က လန်လီအတိုင်ဂုံးစင်ကိုလည်းဖြတ်၍မောင်းသွားခဲ့တယ်။နိုင်ငံတော်တချင်းဆိုပြီးတီတောင်ဆီယာမရဲ့စိုက်ကဲအရေးရောက်နောက်မှမမြင်ရပေ။ကျောင်းဆီယာမကြီးကဩဝါဒချွေပြီးတာနဲ့အားလုံးကိုစီဆိုင်ရအတန်းကိုလည်းဝင်ခဲ့ကြပြီးတော့ဖျားရှိခိုးကြတယ်။ဆီယာမအနည်းငယ်မှစင်မိသည်တူတူလေးဆူတောင်းမိ။တငယ်ချင်းအညာလူနာတတိမေးပြန်လာခဲ့တဲ့လမ်းမှာပင်မိုးကလည်းတဲကြီးမဲကြီးနဲ့ရွာချလာခဲ့ပြန်တယ်။မိုးရေတွေကြားရရ စိုက်ကေကိုလည်းဖြစ်ဖြစ်လေးတတိထားပြီးတော့မောင်းလာခဲ့ပြီးတရာကြီးကုန်းတက်နောက်အရောက်မှာတော့ရွှွန်ပွက်ကြောင့်စိုက်ကေဘင်းရလည်းမယုံနိုင်တော့ပင်မိုးရီတွေကြားထဲမှာစိုက်ကေကိုလည်းအတင်းနီးပါတင်ပြီးတော့နှိုးလိုက်တာနဲ့ဘွက်ကချော်ကနဲ့အကာရံမရှိတဲ့ချောင်းလေးကိုလည်းစိုက်ကေရောလူပါထိုးချသွားခဲ့ရင်အနီးနားမှာရှိနေတဲ့အိမ်တွေရလည်းမိုးကြီးကြီးတွေမှာတော့တတိထားမိပုံမပေါ်ပင်ရေစည်းတန်တဲ့ချောင်းထဲမှာဆီယာမယုံကန်ကုခတ်နေဒီမှာလဲမောပန်းလို့လာပြီ ဆိုင်ကယ်အုပ်ထုပ်ကလည်းဖော်တဲ့ကိုလည်းဆိုင်ကယ်အုပ်ထုပ်ကဖော်တဲ့ကိုရေတွေဝင်ရောက်လာခဲ့တာကြောင့်ရေမိုးနေပြီမို့လို့လည်းမိတိုင်းကျိုးကနစ်ကိုလည်းအလစ်အမြန်ပဲဆွဲပြုတ်လိုက်တဲ့အချိန်ရေစည်းနဲ့မျောပါလာခဲ့တဲ့တက်တုံးကြီးကဆီယာမအကိုတိုက်ချပြီးတော့ဆွဲခေါ်သွားလျော်ရင်9:45မိနစ်မှာတော့စာတင်ချိန်တစ်ချိန်ပြီးသွားပြီမို့လို့နောက်အချိန်ဆရာကိုကြည့်ကဆီယာမဝါဆိုရဲ့မြမစာအချိန်ဖြစ်နေရင်မိသေးလေးဆီယာမကိုစိတ်ဖူသွားခဲ့တယ်။ဟဲ့မိသေး ဆီယမကြောက်မလာဘူးလားအတန်းမော်တငယ်ချင်းညာမေသိန်းကိုမေးကြတယ်ဆီယမငါနဲ့တူတူလာတာပါဆီယမသွားစရာရှိတယ်ဆိုပြီးတော့ငါ့ကိုတရားကြီးမှာချထားပေးပြီးတော့ထွက်သွားတာကျောင်းကျင်အမိပြန်လာမင်းတို့ပြောသွားတယ်ဆီယမကြာနေရလဲကောင်းတာပဲလေဆီယမကနားပူတာမခံရတော့ဘူးပေါ့ဟုတ်ဘူးလားဟုတ်ပါမဟုတ်ရင်စာကိုလှည့်ပတ်မေးပြီးတော့ပူညံပူညံနေလုံနေဦးမှာကျောင်းသူနှစ်ယောက်ကလည်းသူတို့အတွင်းနဲ့သူတို့ပြောနေကြတယ်နင်းတို့ကလည်းဟဲ့အဲ့လိုမပြောပါနဲ့ ဆီယမစီနာနေပါမိတရဝင်တာတယ်အမေ तू ကဆီယမအချစ်တော်ဆိုဆီယမဘက်ကနေနာတာပေါ့အတန်းနေမှာတော့ဆီယမမရှိ ထုံးစံအတိုင်းပဲစုညံနိုင်လုံးပါတယ်အမလီဘာကြီးလဲရေဦးစင်ဟာစတီးရေခွက်ကလည်းညိုစိမ့်ကောင်းပေါ်ကိုတောက်ခနေလာကြတယ်နာသွားခဲ့တာကြောင့်လဲခေါင်းကိုလည်းလက်နေပွင့်ဟဲ့ဘဲကောင်လက်တင်ရင်ပြီးတော့ပြက်လိုက်တာလေယောက်ျားလေးအတန်းဘက်ကိုလှည့်ပြီးတော့ရန်တွေ့နေတယ် ယောက်ျားလေးတွေကလည်းသူရန်တွေးတန်းကြောင်းတအံတော်နဲ့လှည့်ကြရင်ရိုးစိန်နာကိုဘသူမှမသွားပါဘူးခ။ရေယုံယုံမလုံနဲ့နော်။ငါ့ကိုခွန့်နဲ့ပြတ်တဲ့အကောင်မိလို့ကတော့အသေးပဲ။ညိုစိတ်အကြောင်းပြတရပေါ့။အမလီပြောနေရင်ကပင်ရေယုံအဖုံစတိပကံများတစ်ချက်လွင်လာခဲ့တော့တယ်။တယောက်မျက်နှာတယောက်ကြည့်ပြီးတော့အာလုံးပါစပ်အဟောင်းသားဖြစ်ကုန်ကြတယ်။တရေ၆ထာလာမသိဘူး။ချက်သိန်းအောင်ထားတယ်။နောက်တစ်ချိန်ကူပြောင်းတဲ့အချိန်ထိတ် ဆီယာမတွေတယောက်မှဝင်လာပြီးတော့စာမတင်ခဲ့ကြပြီးအပြင်မှာလည်းဟိုတဆူဒီတဆူရက်ပြီးတော့တီတိုပြောနေကြတယ်။တချို့ကလည်းကြပြကြရနဲ့ပြီးလွှားနေကြဟန်။အပြင်မှာဘာဖြစ်နေကြလဲမသိဘူးနော်။အပေါ်သွားရင်လည်းသွားဆက်စုကြမလား။နေစမ်းပါဟေး။တော်ကြနေရင်ထိုင်ရင်လည်းကောင်းကောက်ခံနေအောင်မေး။မေသိရဲ့အပြောကြောင့်ညိုစိတ်အကြံကိုလက်လျှော့လိုက်တယ်။စာတင်ချိန်တွေကတပြေပြေနဲ့ကုံဆုံးပြီးတော့နေ့လေထမင်းစားလွတ်တဲ့အချိန်ကိုရောက်တဲ့အတိုင်းဆီယာမရဲ့အရေးရာကိုမမီးရသေးဘူး။ ပုံမှန်ဆိုရင်ဆ ्याम မနားနေဆောင်မှာဆ ्याम မဒေါ်ဝါဆိုနဲ့အတူတူထမင်းသွားစားလေးရှိတော်လဲအခုတော့အတန်းဖော်ရီနဲ့ပဲထမင်းစားလိုက်တော်ရင်အပြင်မှာတော့မိုးဝတပွေပွေနဲ့ကြာနေရင်နေလေကြောင်းပြန်တတဲ့အချိန်ရောက်တော့မိသည်တို့အခန်းထဲသို့တင်ချဆ ्याम မဒေါ်ကီတီဝင်လာခဲ့တယ်မျက်နာငိုထားတဲ့ပုံပေါက်နေရင်ကလေးတို့မင်းတို့ဝမ်းနေစရာတခုပြောပြရအောင်မေဆ ्याम မလည်းကြာစည်းလာခဲ့တဲ့မျက်ရည်ကိုလက်ခုံနဲ့အသာဖိတုပ်ပြီးတော့ စကားကိုဆက်တယ်အလုံးဝစိတ်ဝင်တစားနဲ့မင်းတို့ဆရာမတော်ဝဆိုဝင်ဆုံးရှာပြီကွဒါကြောင့်မင်းတို့စာလာမသိနိုင်တော့ဟင်ဟာဘလို့ဖြစ်တာလဲဆရာမရဲ့အပြောကြောင့်မိသေးနဲ့မှင်တက်မိသွားတယ်စိုက်ကေရောလူရောချောင်းနေကြပြီးတော့ရေစီးနစ်ပြီးတော့ဆုံးသွားခဲ့တာပဲမနေ့ပြန်အာသူပါချလိုက်မယ်တကြောင်လုံးသွားမယ်ကွမိသေးမျက်လုံးအင်ညာ မျက်ရည်တွေ စီးကျလာခဲ့တယ်။အတန်းထဲမှာလည်းရှိုက်တန်တချို့ထွက်လာခဲ့တယ်။ဆီယာမကသူ့မဘဝရဲ့မဟာတိုင်းကြီးလိုပါပဲ။အခုတော့ဘေးသေးရဲ့မဟာတိုင်းကြီးကပြိုကျသွားခဲ့ပြီပေါ့။မိုးမင်းကြီးကလည်းဆီယာမအတွက်ဝမ်းနည်းလို့ထင်ပါတယ်။တဲသေးမဲမဲကူမှရွာချလိုက်ပါရဲ့။တမီးရဲ့အမေဘလို့ဖြစ်ရမှာလဲကွ။မနေ့ကမသွားမိအောင်လို့အမေတားခဲ့ရမှာ။အခုတော့ကွယ် ဆီယမိုင်းအမီယာဖြင်းမဆဲနိုင်စွာနဲ့ငိုနေတယ်လို့မိသေးရလဲရှိုက်တမ်းမပြတ်ပါကျန်တဲ့တပည့်တွေရလဲရဲ့ရီကိုစီနဲ့ကျောင်းဝဆရာဆရာမတွေရလဲစိတ်မကောင်းကြီးစွာနဲ့ရှေ့နေအာသူဝချကန်နေကျေးစီတန်နဲ့ရေအိုးခွဲတန်တို့ကဆရာမတို့ခြံဝင်းလေးထဲမှာပဲစူညံစွာနဲ့ထွက်ပေါ်လာခဲ့တယ်မိသေးဆရာမမျက်နှာကိုလဲနောက်ဆုံးအနေနဲ့ကြည့်မိတယ်ကြည့်ပါဦးဆရာမတိတ်လာတာပဲရင်းနေထားလို့သာအညိုအမဲတွေဆွဲနေပေမဲ့ ဆ iam မသိကြိုက်တဲ့နှင်းစီပန်းနီနီလေးတွေရဆ iam မတကူလုံးကျဲပြန့်ထားပုံမြန်စနုဝိုင်မင်းသမီးနဲ့အိမ်မောကြနေတယ်လို့ပဲလာရက်နေ့မှာဘဝတစ်ပါးတို့ကူပြောင်းသွားတဲ့အခြေခံပညာအထက်တန်းကျောင်းမှာအထက်တန်းပြဆ iam အဖြစ်နဲ့တာဝန်ထမ်းဆောင်ရရှိတဲ့ဆ iam ဒေါ်ဝါဆိုဝရဒီကျောင်းနဲ့မသက်ဆိုင်တော့ပါကြောင်းအမိန့်ပြန်နေတဲ့ကျောင်းဆရာရဲ့အတန်းအိုးလေးမိသေးကြားတစ်ချက်မကြားတစ်ချက်ပါပဲမျက်ရည်ကြီးထဲမှာ ဆီယာမအိုတချို့ဆက်ထဲကိုသွေးနေအောင်လေရင်းနှီးစွာနေမြင်ခဲ့ရတယ်။ဆီယာမတိတ်ချစ်တဲ့အလုံးနဲ့ဆီယာမတိတ်ချစ်တဲ့ဟော်ရီတပည့်တွေကိုသာဝရကြောက်ခိုင်းခဲ့ပြီပေါ့နော်။ဆီယာမအိုတချို့ပြီးမှတော့နာရီရင်တန်းကလည်းတုတ်တန်းအနေပြန်ထွက်လာခဲ့တော့ဆူရှာလွန်လာတဲ့ပုတ်အပ်အနံ့ရမိသေးတို့ကားပေါ်မှာလှိုင်ပြီးတော့ပါလာခဲ့တယ်။အပုံနဲ့အပုံနဲ့ရတယ်။ဟုတ်တယ်အပုံနဲ့မေ။ဆီယာမကရင်းနှီးပြီးတော့တရားဆိုတော့အစိမ့်တွေပေါ့။ ်ဆရာမမကြွပဲနဲ့လိုက်လာတာထင်တယ်။ဟာရှောက်ပြောနေတယောက်ကလေးလိုက်တာနေမှာပေါ့။တယောက်ကိုတယောက်နောက်ပြောင်နေကြတဲ့သူတွေကိုကြည့်ရင်မိသည်ဆရာမကိုတန်းတားနေပြန်ပါလေ။မိသည်တို့ကြောင့်ကဆယ်ရန်အခန်းမှာလည်း၆လမ်းမှုတွေရှီစာပြုလာခဲ့တယ်။အထူးသဖြင့်တော့ဆရာမဝါဆိုရဲ့မြမစာအချိန်မှာအဖြစ်များတယ်။လက်တလောကအစားထိုးဖို့အတွက်ဆရာမမရှိတရကြောင်းလည်းမြမစာအချိန်ကလည်းလက်လက်နေခဲ့တယ်။ဆရာမမရှိတဲ့စာသင်ခန်းဆိုတော့ ထုံးစံအတိုင်းစုညံပူညံနိုင်လို့နေအဲ့ဒီခါမျိုးမှာဆိုရင်လေဘောပြတ်တို့ရေကွက်တို့မြေပြူကဲတို့ဟာလည်းဘသူပြင်မှန်မသိလွင့်လာတတ်တယ်အဲ့ဒီခါမျိုးမှာဆိုရင်မိန်းကလေးတွေရာကြောက်ပြီးတော့အော်ရမြင်ဆီယမောက်ဝါဆိုရှိတုန်းကလည်းသူ့အချိန်မှာစုညံနေမဲဆိုရင်အခုလိုပဲတွေ့ရပစ္စည်းတွေနဲ့ကောက်ပေါက်တက်တောင်မို့လို့ဆီယမောက်ဝါဆိုမကြွတ်သေးဘူးလို့ចောင်းဝလူတွေကလည်းတထစ်ကြယုံကြည်နေကြတယ်နောက်ဆုံးတော့ဟိုမတီမှာအတန်ထွက်လာခဲ့တဲ့အစုံចောင်းကြီးက တန်ကငါးပါးပြဲ့ပြီးတော့တချောင်းလုံးလေးကပ်မွားစာညှက်လိုက်ပါရင်အချောင်းလန်တွေရက်သွားခဲ့နေတယ်။တခုတော့ညမှာမိသေးနှစ်ဝက်စာမေးပွဲရှိတာမို့လို့စာရီကျက်ရင်ကငိုက်မီးလာခဲ့တယ်။ဆရာမရဲ့အမေဒေါ်စာဦးကလည်းသူ့ရဲ့အိမ်မှာပဲနေစီခဲ့တာမို့လို့မိသေးအတွက်အခက်အခဲမဖြစ်ခဲ့ပေ။အတန်းကြီးတဲ့သူတို့ရဲ့ထုံးစံအတိုင်းပဲညနေလာလေးအိမ်ငိုက်လာလေးဖြစ်နေရဲ့မိသေးတယောက်အတန်းတစ်ခုကြောင့်မျက်လုံးတွေကလည်းမေးစင်ငိုက်မီးလာရကနေ ြူးချိန်လာခဲ့တယ်။နိုင်ယိုကြည့်လိုက်တဲ့အခါမှာတော့9နိုင်တတိဆရာမရဲ့အမေတော်စာဦးကလည်းတရားခွင်နားထောင်နေရကနေကောင်းထောင်လာခဲ့ကခေါမိုးပေါ်ကိုပါကြလဲကြာစရာဘာပေးမှလည်းမရှိတော့ဘဲနဲ့လင်းဆဲတွေအစာချီလိုက်နဲ့ပြုတ်ကြတာနေမှာပါကြီးမေရဲ့အေးအေးဟုတ်မှာပါစာပြီးအောင်လို့ကြက်လိုက်သမီးကြီးမေစောင့်ပေးနေမယ်ဟုတ်ကြီးမေမေတရလည်းအထွေတူဘာမှမတွေးတော့ဘဲနဲ့မနှက်ဖြန်ဖြေရမယ့်စာအုပ်ပဲ အရာကြက်နေလိုက်တယ်။အေးရလဲအေးတာမို့လို့မကြခင်မျက်လုံးတွေကမြေစင်ကြလာပြန်နေ။မိသေးစာကြည့်စပွဲနာပြတင်းပေါက်ကနေတဆင်ဇဝဲပေါ်တို့လဲခဲတွေကြလာခဲ့တယ်။ရက်ွက်တရားကောင်းနေလက်ကမြင်းနာနေမှာ။ညီစာသားကြက် ကြီးမိထဟန့်လိုက်မယ်။ဟေးဘေးကကလေးတွေနေအင်ရခဲနဲ့ပေါက်စရာလားဟမ်။ဒေါ်စာဦးလဲဝရဏအပြင်ဘက်ကိုထွက်ပြီးတော့អော်ပြောပြီမယ်။ဘသူ့ဦးမှလည်းမတွေ့ရပဲ။ ဖြစ်ပျို့တတ်တဲ့အရေးကိုသာမြင်လိုက်ရတာမို့လို့ကောင်းမွေးတွေထောင်သွားခဲ့မလားတော့ထင်ရတယ်။မိသေးကြောင့်နေမှာဆိုရင်လေတကားရိအကုန်လုံးပြန်ပိတ်ခဲ့ပြီးတော့စာကြည့်စပွဲနာပြတင်းပေါက်ကိုပါပိတ်ခိုင်းလိုက်တော့တယ်။ဘသူတွေလဲကြည့်မေ။ကြောင်လိုက်ဖန်းတဲ့ကောင်တွေနေမှာပေါ့အေး။အင်ယိုထိသွားခဲ့တော့ပြေးတာနေမှာပါ။ကဲကဲစောစောအိတ်တော့မနက်စောကြီးထပြီးတော့စာပြန်လှည့်လိုက်တော့ကွ။ညနေတဲ့အထိစာကြည့်တာမကောင်း။ကားမကြည့်ပဲနေလိုက်မယ်။ မနေ့ကျတော့ကြီးမေညို့နှိုးမေဟုတ်ပြီလားဟုတ်ကဲ့တမီးတပည့်ကိုစိတ်မချဖြစ်နေလားတမီးရဲ့လာလေဆုံးမှာတော့တာတုခေါ်ပြောင်းလို့ခေါ်ပါကွဲ့တမီးဘဝမငိမ့်ချမ်းမင်းနဲ့နေလိမ့်မယ်ဒေါ်စာဦးနှုတ်ကနေတူတူလေးရေရွတ်လိုက်တယ်ဆရာမမရှိတဲ့နောက်ပိုင်းမေတဲเจ้าကိုလည်းစပိန်နယ်ပဲလာခဲ့ရတယ်အရင်ကမေတဲကိုလည်းစက်ကင်းနယ်ပဲခေါ်မယ်လို့ပြောထားခဲ့တာကြောင့်ရွာပါလာတဲ့စပိန်လေးကိုထုံမစည်းဖြစ်ခဲ့ပြီး အတွေးတွေနဲ့စပိန်နင်းလာခရင်တရားကြီးစီကိုရောက်တဲ့အခါမှာမိသည်စပိန်လေးကိုလည်းစင်တုံးလိုက်ပြီးတော့တသွင်သွင်းနဲ့စီစင်းနေတဲ့စံချောင်းလေးကိုလည်းခဏလောက်ရက်ကြည့်နေမိတယ်။ဒီနေရာကဆီယာမနဲ့သူနောက်ဆုံးတွေ့ခဲ့တဲ့စကားပြောခဲ့တဲ့နေရာလေးပဲမဟုတ်လား။ဆီယာမကိုဆွဲခေါ်သွားခဲ့တဲ့ဒီချောင်းလေးကလည်းအခုတော့လည်းသူမဟုတ်တယ်လို့ပဲ။မိသည်နှာခေါင်းဝါမှာအပုံနံလှိုင်တက်လာတယ်လို့မိသည်ရဲ့စပိန်လေးကိုလည်းတယောက်ကလိမ်ပုတ်လိုက်တယ်လို့ အေကနေခန်းစားလိုက်ရတယ်။ဟင်ဆီယမလား။ဆီယမတမီးအနားမှာရှိနေလာရင်ဆီယမမကြွတဲ့ဘူးပေါ့နော်။တမီးကိုစိတ်မချလို့များလားဆီယမရဲ့။ရာသီဇဝန်းကတရွေ့ရွေ့နဲ့ပြောင်းရွှေ့လာခဲ့ပြီးတက္ကသိုလ်ဝန်ထမ်းစာမေးပွဲဖြေတဲ့အချိန်ဦးတော့မှရောက်လို့လာခဲ့ပါပြီ။မိသည်စာမေးပွဲဖြေနေတဲ့များကလာပတ်လုံးဆီယမလည်းအနားမှာရှိနေတယ်လို့ထင်ရတယ်။အမျိုးမျိုးသောအချက်ပြမှုတွေကိုမိသည်ကြောက်နေရပေမဲ့မကြောက်ခဲမိပါ။ ဆရာမသူ့ရဲ့အနာမှာရှိနေရဲဆိုတဲ့အတွေ့နဲ့အာတကူဖြစ်ရတယ်လို့သူမကြောင့်ဆရာမမကျွလွတ်နိုင်တာကိုတွေးပြီးတော့စိတ်မကောင်းတဲ့ဖြစ်ရပြန်ပါတယ်တက္ကသိုလ်ဝန်တန်းစာမေးပွဲကိုမိသည်အကောင်းဆုံးဖြေဆိုခဲ့တယ်မိသည်အောင်လိမ့်မယ်လို့လည်းတထက်ချယုံကြည်ထားခဲ့တယ်နွေရသည်အားလည်းရက်တွေကုံဆုံးပြီးတကလာကျောင်းတွေပြန်ဖွင့်တဲ့အချိန်ကိုရောက်လာခဲ့တယ်မိသည်ရဲ့စာမေးပွဲရလက်ကိုလည်းရင်ထိတ်ထိတ်နဲ့စောင့်မျှော်နေခဲ့ရပါတယ်ဇွန်လရဲ့မိုးဆက်မိုးပေါက်တွေအောက်မှာ အောင်စင်းလာကြီးကြတဲ့သူရိယကြိတ်ကြိတ်တိုးလျက်ရှိနေတချို့သောသူရိယလည်းည7နာရီထိုးကြရလာဆောင်ကြည့်နေကြပေမဲ့မိသည်ရတော့မနဲ့လေးမှပဲလာကြည့်ဖြစ်တယ်မိသည်ရဲ့နမည်ကိုအသေးတန်လိုက်ရှာရတယ်မျိုးစိမ့်တို့အုပ်စုကလည်းမနဲ့အစောကြီးတုန်းကမိသည်နှစ်ပေမပါဘူးလို့ပြောထားခဲ့တာကိုလည်းမိသည်မယုံပါသူမဖြေထားတာ သူမသိတယ်ဒါကြောင့်လည်းနမည်ဆိုင်ရွက်လေးပေါ်မှာအပြေးလွှားရှာရင်ကဟောတွေ့ပါပြီခုံနမတ်မမိသည် မြန်မာစာဂုံတူးတဲ့မိသေးဂုံတူးတစ်ခုပါတာပေါ့ဆရာမသာရှိရင်တော့တိတ်ဝမ်းတာမှာပဲသူရဲ့ပါတာမှာဂုံတူးထွက်လို့တိတ်ပျော်နေမှာအခုတော့မိသေးမှာဝမ်းနေဝမ်းတာဖြစ်ရပါတယ်ဆရာမတမိကိုကြည့်နေမယ်ဆိုရင်ဆရာမတမိအတွက်ဂုံယူနေလောက်မှာပါတမိနေတမိစေလန်းအောင်တဲ့အကြောင်းဆရာမကိုအားပါတရားနဲ့ဖက်ပြီးတော့ပြောချင်လိုက်တာဆရာမကလည်းတမိစေလန်းအောင်တဲ့အနေနဲ့တခုခုဝယ်ပြီးမှသိကြတယ် ဆီယမတမီးကို စိတ်ချပါတော့နော်ဆီယမရဲ့နာမည်တွေကိုတဖွာဖွာယူရင်မိသေးငိုနေမိတယ်ဟိုးခဝေဝေးမှာ တိမ်တွေ အုံမိုင်းနေတာကိုမြင်ရတယ်မကြခင်မိုးတွေတသည်မမင်းနဲ့ရွာချတော့မယ်ထင်တယ်ဆီယမရဲ့ပရိသတ်များရှင်စာရေးသူနွင်နွင်အေချမ်းရေးသားထားတယ်မိုးရေဖြိုတဲ့တတိုင်းဆိုရင်ဇလန်ကောင်းလေးကဒီမှာပဲပြီးဆုံးပါပြီ နားဆင်ပြီးခဲ့ကြပြည်သက်များအားလုံးလည်းတာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။